ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမနေ့ကညနေရပါတော့ကျွန်တော်ကကိုခွန်နော်ကိုခွန်တင်ပေးခဲ့တယ်ထွက်တာ6ခွန်နော်ထွက်တာ6ခွန်ဆိုတော့ကျွန်တော်တင်ပေးရကိုခွန်ဆိုတော့ကိုရဲ့နှက်က6နဲ့ခွန်ပိတ်နဲ့6ခွန်ဆိုပြီးတော့ထွက်တာထွက်တာပါတော့နော်ကျွန်တော်မိတ်ဆွေများအနေနဲ့ပေါ့နော်ကျွန်တော်ကနန်းက လို့ရှင်းတော့ပါဝါနှက်ခတ်တွေချိန်ပြီးတော့ထွက်တက်ပါလားဆိုပြီးတော့ဗောနော်လူမျိုးပေါ့တစ်ခါတလေကြောက်လဲကျွန်တော်ကအကွက်များမှာကြောက်လို့ဗောနော်ကျွန်တော်မိတ်ဆွေအကွက်များမှာကြောက်လို့လူမျိုးရှင်းတော့ပါဝါနှက်ခတ်တွေမချိန်ဖြစ်ဘူးဗောနော်မချိန်ဖြစ်ဘူးတစ်ခါတလေကြောက်လဲချိန်ပြီးတော့အရင်ထည့်ပြီးဗောနော်တစ်ခါကြောက်လဲမချိန်ဖြစ်ဘူးအကွက်များမှာဆိုးလို့ဗောနော်အချားမြင်ထားတဲ့ကဏ္ဍလေးတွေရှိရခါကျတော့အကွက်များမှာဆိုးလို့ကျွန်တော်မချိန်ပေးဖြစ်ဘူးပေါ့နော်အမေဆွေတို့က ကိုအောင်အောင်ညာလေးနဲ့ပေါ့နော်ကိုနေထားနေပေါ့နော်အကွက်မများဘူးဆိုရင်လည်းကျွန်တော်ရတဲ့တကွက်ကောင်းလို့ပေါ့နော်အဲ့လိုမျိုးတကွက်ကောင်းလို့ဆိုရင်ရှင်းနာပါဝါနှစ်ခက်နှစ်ခက်တွေချင်းပြီးမှကစားရင်ပိုကောင်းတာပေါ့နော်ဒါကတော့ကျွန်တော်အကြံပေးတာပေါ့ဗျာနော် Okay ပါခုနှစ်9လ2025မနက်ပိုင်း7:00နာရီတမိနစ်အတွက်ကျွန်တော် site လေးဆွဲပြပေးမှာဖြစ်ပါတယ် တကွက်ကောင်းဆိုင်ကလေးပေါ့နော်တကွက်ကောင်းဆိုင်ကလေးမမမမတကွက်ကောင်းဆိုင်ကလေးကျွန်တော်ဆွဲပြပေးမယ်ကျွန်တော်မိတ်ဆွေများကကျွန်တော်ဆွဲပြတဲ့ဆိုင်ကလေးကိုအစားအနေဆုံးကြည့်ရှုပါလေ့လာပါတုံးတက်ပါနော်မိမိကိုယ်တိုင်အကြိုက်တူမှကြိုက်တယ်ဆိုမှကစားစေချင်ပါတယ်အကျွန်တော်ဆိုင်ကလေးကိုစားရအောင်ပေါ့နော် site ကဒီလိုမျိုးလေးပေါ့နော်ရိုးရိုးရှင်းရှင်းလေးပါပဲအစိမ်းအောင်လေးပေါ့နော်အဲ့ဒီအစိမ်းအောင်လေးမှာ1နဲ့ခွန်ရှိတယ်နော်အစိမ်းအောင်လေးမှာ1နဲ့ခွန်နဲ့ပေါင်းရင်16ပေါ့နော်အဲ့1နဲ့ခွန်နဲ့ပေါင်းရင်10ပေါ့နော်တက်ခွန်ပေါင်းရင်10ဆိုတော့10 break တစ်ခွန်ဆိုတော့ရှစ်ပြိတ်အဲ့ဒီရှစ်ပြိတ်ကကျွန်တော်ဒီမှာဒီအောက်မှာ တကွက်ကြော်အောင်ပါနော်တစ်ခွန်ရှစ်ပြိတ်ကသူ့ရဲ့အောက်မှာ တကွက်ကြော်လေးလေးဆိုပြီးတော့ရှစ်ပြိတ်ပြန်ထွက်တာပါလေ တစ်ခွန်ဆိုတဲ့ရှစ်ပရိတ်ကသူ့ရဲ့အောင်မှာတပင်ချပြီးတော့မှဒီမှာလေးလေးဆိုပြီးတော့ရှစ်ပရိတ်ပြန်ထွက်လာတယ်ပေါ့နော်ရှစ်ပရိတ်ပြန်ထွက်လာတယ်နောက်တပင်အကြတူကဒီမှာဒီအိန္ဒိယအကွက်အကွက်ကလေးပေါ့နော်ဒီအိန္ဒိယအကွက်ထဲမှာ၃ညနဲ့၅နဲ့ရှိရပေါ့နော် တုံညာနဲ့ငားနဲ့ဆိုတော့ငားဖရိတ်တုံညာနဲ့ငားနဲ့ဆိုတော့ငားဖရိတ်ဒီငါးဘရိတ်ကလည်းသူ့ရဲ့တကွက်ချားမှာညသုံးဆိုပြီးတော့ငါးဘရိတ်ပြန်ထွက်ထားပါတယ် ဟိုအပေါ်ကတစ်ခွန်ကလည်းရှစ်ပြိတ်မဟုတ်တစ်ခွန်ရှစ်ပြိတ်ကလည်းသူ့ရဲ့အောက်မှာတကွက်ချပြီးတော့လေးလေးဆိုပြီးတော့ရှစ်ပြိတ်ပြန်ထွက်တယ်အခု3.5ဆိုရဲ5ပြိတ်ကလည်းသူ့ရဲ့အောက်မှာတကွက်ချပြီးတော့နှစ်တုံးဆိုပြီးတော့5ပြိတ်ပြန်ထွက်တယ်နော်နှစ်တုံးဆိုပြီးတော့5ပြိတ်ပြန်ထွက်ပါတယ် ဒုတိယပင်ပေါ့နော်ဒုတိယပင်ပြီးတော့ဆိုတတိယပင်ကြည့်အောင်တတိယပင်ကအပြရောင်လေးပေါ့နော်ဒီအပြရောင်ထဲမှာ2နဲ့9နဲ့နော်2နဲ့9ရှိရဲ့2ခွန်2ခွန်ပေါင်းရင်ကိုကိုဆိုကိုဘရိတ်ပေါ့နော်2ခွန်ဆိုတော့ကိုဘရိတ်โอเคဒီအပြိုင်အောင်လေးက2ခွန်ဆိုတော့6ဘရိတ်เนาะ ီကိုဘရိတ်ကရောအပေါ်က၈ဘရိတ်နဲ့၅ဘရိတ်လိုပဲသူ့ရဲ့အောက်မှာတစ်ခွက်ချပြီးရော ကိုဘရိတ်ပြန်ပေးမလားပေါ့နော်ကိုဘရိတ်ပြန်ပေးမလားရှိပရိနဲ့ငါပရိလိုပဲဒီကိုပရိကလည်းသူ့ရဲ့နှစ်ခွင်ရအောင်မှာ တပင်ချပြီးရောကိုပရိဆိုပြီးရောပြန်ချပေးမလားပေါ့နော် ါဗရိတ်ကလေးပေါ့နော် ပြီးရင်ကျွန်တော်ထိုးရမယ်အကွက်ကလေးကျွန်တော်ပြပေးမယ်နော် အဝါရောင်လေးပေါ့နော်အဝါရောင်လေးဒီအဝါရောင်လေးပေါ့နော်ဒီအဝါရောင်ထဲမှာကျွန်တော်တို့ခဏသုံးလုံးရှိပါတယ်၄ရယ်ခွန်ရယ်ရှိလေးခွန်ရှိလေးခွန်ရှိကိုပေါင်းလိုက်ရင်ကိုပေါ့နော်လေးခွန်ရှိကိုပေါင်းလိုက်ရင်၁၉ဆိုတော့ကိုအဲ့တော့သူကဒီမှာ အနာတော့ကျွန်တော်အဝါရောင်ကနည်းနည်းမှိန်တော့နည်းပြားလေးကြီးလိုက်မှာပေါ့ကြနော်လေးခွန်ရှစ်ပေါင်းရင်19ဖြစ်19ဆိုတော့9အဲ့ဒီလေးခွန်ရှစ်ပေါင်းရင်

အညိုရောင်လေးထဲမှာရှိတဲ့ကဏ္ဍသုံးလုံးပေါင်းလိုက်မယ်။သူကလည်း1ရဲ့3ရဲ့8ရဲ့1ရဲ့3ရဲ့8ရဲ့ပေါင်းလို့ရှိရင်9ပဲ9ဆိုတော့ဒီအညိုရောင်လေးကလည်းဒီမှာ9ရဲ့ပါဝါ4ဆိုပြီးတော့မှ လာပိတ်ပါတယ်။နော်အဲ့မှာကျွန်တော်တို့ဝါရောင်လေးက9ရဲ့ပါဝါ4 4ထိပ်အညိုရောင်လေးက9ရဲ့ပါဝါ4ပိတ်နဲ့ကျွန်တော်10ပိတ်ပေါ့နော်။၄၄ဆိုပြီးတော့ထွက်တာပါတယ်။ ောက်တစ်ပင်ဆက်ကြည့်အောင်နော်ညွှန်ရောင်းလေးပိတ်ကလေးကိုဖုံးလိုက်မယ်ပေါ့နော် ဖုံးသွားမယ်ဒါမဲ့ကျွန်တော်မိတ်ဆွေများနားလဲတော့ပါတယ်နော်ဒီအဝါရောင်လေးထဲမှာရှိရဲ၄ရဲ၅ရဲ၈ရဲပေါင်းလိုက်မယ်၄၅၈၄၅၈ကိုပေါင်းရင်စက်ခွန်စက်ခွန်ဆိုတော့ခွန်အဲ့တူကဒီမှာဒီ၅ပြိတ်မှာပေါ့နော် ခွင့်ရပါပါနှစ်ထိပ်စီဆိုပြီးတော့ချပေးတာပါတယ်เนาะခွင့်ရပါပါနှစ်ထိပ်စီပြီးတော့ညိုရောင်လေးကြည့်အောင်ညိုရောင်လေးကဒီမှာ၃ညနှလုံးဒီဘက်မှာ shit တညတညရှစ်တညတညတညရှစ်ကိုပေါင်းလိုက်ရင်ရှစ်ရှစ်ဆိုတော့ဒီမှာ သူကလည်း၈ရဲ့ပါဝါ၅ပြိမ်မှာ၃ပြိမ်ဆိုပြီးတော့၆ပြိမ်ချပေးထားပါတယ်။နော်အဲ့ဒီမှာကျွန်တော်တို့ဝါရောင်လေးက၄၅၈ပေါင်းလိုက်တာစက်ခွန်ဖြစ်တဲ့အတွက်ကြောင့်ခွန်ရဲ့ပါဝါ၂ထိပ်စီအညရောင်လေးက၃ည၃ည၈ကိုပေါင်းလိုက်တာ၈ဖြစ်တဲ့အတွက်ကြောင့်၈ရဲ့ပါဝါ၃ပြိမ်နဲ့ကျွန်တော်၅ပြိမ်နဲ့၂၃ဆိုပြီးတော့ထွက်ထားပါတယ်။နော်၂၃ဆိုပြီးတော့ထွက်ထားတယ်။အဲဒါကဒုတိယပင်ပြီးသွားပြီဗျာတတိယပင် တတိယပင်ကြောင့်ဒီနေ့9ရက်9လ2025မနက်ပိုင်း7:00နာရီတမိနစ်အတွက်ဖြစ်ပါတယ်။တတိယပင်လေးကိုလည်းကျွန်တော်ကြည့်လိုက်အောင်တတိယပင်လေးကိုလည်းဒီမှာဝါရောင်လေးဒီလိုလေးဝိုင်းလိုက်မယ်နော်ဒီဝါရောင်ထဲမှာ3ရယ်ခွန်ရယ်9ရယ်3 9 3ပေါင်းလိုက်ရင်19 19ဆိုတော့9အဲ့9ဖြစ်တဲ့အတွက်ကြောင့်တူအောင်ဒီမှာ9 ကိုယ့်ရဲ့ဘဝလေးထိပ်စီပေါ့နော်ကိုယ့်ရဲ့ဘဝလေးထိပ်စီပြီးတော့လေးထိပ်စီဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်ဘာလို့လေးထိပ်စီယူလဲဆိုလို့ရှိရင်အပေါ်မှာလဲသူကအဲ့လိုမျိုးပေါ့နော်ဝါရောင်ထဲမှာရှိတဲ့ကဏ္ဍတော်လုံးပေါင်းပေါင်းပေါင်းလို့ရတဲ့ရလက်ကသူကပါဝါထိပ်စီပေးထားတဲ့အတွက်ကြောင့်ကျွန်တော်လေးထိပ်စီဆိုပြီးယူလိုက်တယ်ပေါ့နော်နောက်တစ်ခုကအညိုရောင်လေးညောင်လေးကဒီမှာ နှစ်နဲ့9နဲ့ရှိမယ်ဒီဘက်မှာ9ဆိုတဲ့ကဏ္ဍရှိမယ်နော်အဲ့နှစ်9 9နှစ်9ကိုပေါင်းလိုက်ရင်20 20ဆိုတော့3ညပါလေနော်နှစ်9ပေါင်းရင်20ဆိုတော့3ညဖြစ်တဲ့အတွက်ကြောင့်သူကလည်းဒီမှာ3ညရဲ့ပါဝါ5ဆိုပြီးတော့အပိတ်ယူလိုက်မယ်နော်3ညရဲ့ပါဝါ5ဆိုပြီးတော့ပိတ်ယူလိုက်မယ်ခုနကပြောတော့လိုပဲပေါ့အပေါ်မှာလည်းသူက ောင်းလို့ရတဲ့ရလက်ရဲ့ power ကိုအပိတ်ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်လည်းအခု2ကိုကိုပောင်းလို့ရတဲ့တုံညာရဲ့ power 9ကိုအပိတ်ယူလိုက်တာဖြစ်ပါတယ်အဲ့တော့၄5ပဲ၄5 break ကလည်း shift plate နဲ့9 break နဲ့ shift plate နဲ့9 break လို့ဆက်ပေးမယ်ဆိုလို့ရှိရင်9 break ပေါ့နော်

နှစ်ယောက်လေးသုံးလိုက်မယ်ပေါ့နော်ပိုင်းအောင်လေးပဲသုံးလိုက်မယ်နော်ဒီမှာပိုင်းအောင်ဝိုင်းလေးထဲမှာ6ဆိုတဲ့ကဏ္ဍရှိတယ်နော်ပြီးရင်ဒီအောက်မှာ ငါးဆိုတဲ့ကဏ္ဍရှိတယ်။ဒီနှစ်ခုကမပေါင်းဘူးပေါ့နော်မပေါင်းမဲနဲ့တွဲလိုက်ယူမယ်။6နဲ့5နဲ့အဲ့ဒီ6နဲ့5နဲ့ကတို့ဒီမှာပေါ့နော်ကျွန်တော်မျှလေးပြပေးမယ်နော် ီမှာเนาะ65ဆိုပြီးတော့ထွက်တာပါတယ်เนาะ65ဆိုပြီးတော့ထွက်တာတယ်နောက်တစ်ခုကကြာကျွန်တော်ဒီအပေါ်ကအပိုင်းအောင်ဝိုင်းလေးပေါ့เนาะအပိုင်းအောင်ဝိုင်းလေး6ရဲ့အောင်မှာကျွန်တော်၄ကွက်ချလိုက်မှာပေါ့เนาะ၄ကွက်2ကွက်2ကွက်3ကွက်4ကွက်4ကွက်ချပြီးတော့ကျွန်တော်ကဒီမှာအပိုင်းအောင်ဝိုင်းလေးထပ်ဝိုင်းလိုက်မှာเนาะအဲ့တော့ ပေါ်က6နဲ့အောက်က3ကြားနဲ့ကကြားထဲမှာ၄ကွက်ချပါတယ်နော်၄ကွက်ချတယ်ပြီးဒီဘက်မှာလည်းပန်းရောင်ဝိုင်းထဲက9နဲ့အောက်မှာ၄ကွက်ချလိုက်မှာပေါ့နော်1 2 3လေး၄ကွက်ချလိုက်တဲ့ချိန်မှာဒီမှာငါဆိုရဲကဏ္ဍလေးရှိမယ်နော် ငါဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီတုံညာနဲ့ငားနဲ့ကိုဆက်ပြီးတော့ကျွန်တော်အတွဲလိုက်ယူမှာပေါ့နော်အတွဲလိုက်ယူမယ်ဒီမှာကျွန်တော်တခု ရှင်းပြချင်တာကဒီအဝိုင်းနှစ်ဝိုင်းရဲ့အောက်မှာဒီမှာရှစ်ရှစ်တပင်တုံညာလေးတပင် နှစ်ပင် တင်ငားတပင်သုံးပင်69တပင်၄ပင် သူလည်းဒီမှာလည်း၄ပင်ချပြီးတော့ 65ဆိုပြီးထွက်တာပဲပေါ့နော်။လေးပင်ချပြီး65ဆိုပြီးထွက်တာလေ။အဒီ3ညနဲ့9နဲ့ရလေ။ဒီမှာဒီဒီ65အောက်မှာတပင်း2ပင်း3ပင်း4ပင်ချပြီးတော့မှဒီမှာနော်။3ည5ဆိုပြီးတော့ထွက်တာပါလေ။ လိုလိုပဲမျှလေးပြလိုက်မယ်ပေါ့နော်ဟုတ်ဒီမှာ395ဆိုပြီးတော့ထွက်လာပါတယ်ဒီ395နဲ့69နဲ့ကဂျားထဲမှာ၄ကွက်ချားတယ်နော်၄ကွက်ချားဒီအပေါ်အဝိုင်းနေမှာလည်းသူကဂျားထဲမှာ၄ကွက်ချားတယ်ပေါ့နော်နောက်တစ်ပြင်ကျတော့ဒီမှာဒီ395ပေါ့နော် ဲတုံညဆိုတဲ့အောက်မှာ၄ခွက်ချလိုက်မယ်6ရယ်3ရယ်5ရယ်6ရယ်ဆိုပြီးတော့မှ၄ခွက်ချလိုက်တဲ့ချိန်မှာဒီမှာ၄ဆိုတဲ့ကဏ္ဍလေးတွေ့မယ်နော်အဲ၄ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်အပန်းရောင်လေးဝိုင်းလိုက်မယ်ပြင်ဒီဘောတုံည5 5အောက်မှာလည်း၄ပင်ချလိုက်မယ်ပေါ့နော်၄ရယ်9ရယ်10ရယ်၄ရယ်ချလိုက်လို့ရှိရင်ဒီမှာ5ဆိုတဲ့ကဏ္ဍလေးထပ်တွေ့မယ်နော်5ဆိုတဲ့ကဏ္ဍလေးထပ်တွေ့မယ်ရောက်နေတော့ထပ်ကုန်ပြီ မိတ်ဆွေများအစအနေဆုံးကြည့်ရမိတ်ဆွေရနားလဲမှာပေါ့နော်ဒီမှာနော်လေးကွက်လေးမင်းလေးမင်းချားလိုက်တဲ့ခါမှာဒီမှာနောက်ထပ်အပိုင်းရအဝိုင်းလေးနှစ်ဝိုင်းရလေးနဲ့ငါးနဲ့ဆိုပြီးတော့ထက်ထက်တွေ့ပါတယ်နော်လေးနဲ့ငါးနဲ့ဆိုပြီးတော့ထက်တွေ့ရအဲ့ဒီလေးငါးကလည်းဒီတုံညာငါးနဲ့ပေါ့နော်ဒီဒီတုံညာငါးနဲ့တပင်နှစ်ပင်သုံးပင်လေးပင်ချားပြီးတော့မှဒီမှာလေးငါးဆိုပြီးတော့ ထွက်မလားပေါ့ဗျာเนาะထွက်မလားဆိုတော့အခုကျွန်တော်တို့ခုနက brain နဲ့ထိပ်ပိနေရလဲ၄၅ရထားတယ်ပေါ့เนาะ brain နဲ့ထိပ်ပိနေရလဲ၄၅ရထားတယ်ဟိုအပေါ်ကနေ၆၅ရ၃၅ရ၄၅ရသူကလည်း၄၅ရထားတယ်ပေါ့เนาะအဲ့ကျွန်တော်ချင်းမိတ်ဆွေများအနေနဲ့အခုပြပေးရဆိုင်ကလေးကိုအစာအနေဆုံး ကြည့်ရှုပြီးပြီးလေ့လာပြီးပြီးဆိုလို့ရှိရင်ကြိုက်တွေ့ရင်ကန်ဆန်းကြည့်ပါနော်၄၅ပေါ့နော်၄၅နော်ခုနကပြောတယ်လို့ပဲမိတ်ဆွေများအနေနဲ့နော်ကျွန်တော်တကွက်သေးပဲတင်ပေးလိုက်မယ်ပေါ့နော်ဒီအရန်နေ ဆိုလို့ရှိရင်ကိုပရိကြရင်ကိုပရိရံပေါ့နော်ကိုပရိကြရင်ကိုပရိရံအခုတော့ကျွန်တော်မထူးပါဘူးကျွန်တော်ရှင်းအောင်နှစ်ခတ်ပါဝါလေးတွေချိန်ပေးလိုက်မယ်ပေါ့နော်၄ရဲ့ပါဝါကိုဖြစ်တဲ့အတွက်ကြောင့်ကို9နော်ပြီး၄ရဲ့နှစ်ခတ်က2ဖြစ်တဲ့အတွက်ကြောင့်19ပြီးတော့9ရဲ့ပါဝါက3ညဖြစ်တဲ့အတွက်ကြောင့်4 3ည9ရဲ့နှစ်ခတ်က3ဖြစ်တဲ့အတွက်ကြောင့်4 3ဆုံးပါဝါဆိုလို့ရှိရင် 90နော်ဇုံဘဝဆိုရင်9တုံညဇုံနှစ်ခက်ဆိုလို့ရှိရင်2တုံပေါ့နော်ဒါလေးကတော့မိတ်ဆွေကြိုက်မှရံပေါ့နော်ကျွန်တော်ရှင်းတော့ပါဝါနှစ်ခက်တွေချိန်ပေးထားပါပေါ့နော်မနေ့ကကျွန်တော်တင်ပေးရ9ခွန်ထွက်တော့6ခွန်8 8ရ9ရနှစ်ခက်6ဖြစ်သွားတယ်ပေါ့နော်စိုင်းနေထားတော့ကျွန်တော်မိတ်ဆွေများအမြင်နဲ့တိုင်းမယ်ပေါ့နော်ကြိုက်ရင်ကစားပါ Okay ပါမနေ့ပိုင်းအတွက်စိုက်ကလေးကတော့ဒီလောက်ပါပဲကျွန်တော်ချင်းမိတ်ဆွေအားလုံး ချမ်းမှာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူဝင်ဆန္ဒတွေတလုံးတော့ဝါနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းဆွံ့ကျင်းနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချမေဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေလို့ကျွန်တော်ဒီရေးရှိရနေဆုတောင်းမေတ္တာပို့ထားလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်